ြည်သူတရာထက်တာရင်အရေးချင်းနေရှိရဲဆိုပြီးအတိမတ်ပြုတ်ခတ်နေရတဲ့စစ်လုံဝတီထက်စစ်လုံဝတီထက်နဲ့ပြည်သူတရာတို့ကအမှုပညာလောကမှာအရှိန်အဝါမြင့်ဆုံးမင်းသမီးနေအောင်ရဲ့မျိုးဆက်တွေဆိုရင်မှမပါဘူး မိခင်ဖြစ်တဲ့တတ်တမုံနဲ့အင်နွားကျော်စင်တို့ကအောင်မြင်မှုအထွတ်ထိပ်ကိုရယူထားနိုင်တဲ့မင်းသမီးတွေပါဒါကြောင့်မလို့လေသူတို့နှစ်ယောက်ရဲ့မျိုးဆက်ဖြစ်တဲ့ဆင်လုံးဝတီထက်နဲ့ပြည်သူတရာတို့ကိုပြည်သက်တွေကစိတ်ဝင်စားနေကြတာပါတတ်တမုံရဲ့သမီးဖြစ်တဲ့ဆင်လုံးဝတီထက်ကအမှုပညာလောကမှာအရင်ဆုံးချီးချခဲ့တာပါမိခင်ဖြစ်သူရဲ့အရှိန်ဝါရီနဲ့ကြောင်ညာမင်းသမီးလေးတယောက်ပြင်ရည်တည်လာခဲ့တာပါအင်နွားကျော်စင်ရဲ့သမီးဖြစ်သူပြည်သူတရာလေးကတော့အမှုပညာလောက်တွေလည်းဘာမှမလုပ်ဖြစ်သေးပါဘူးမိဘရင်းကိုယ်တိုင်ကအမှုပညာလောက်တွေရနာထားတာဖြစ်တဲ့အတွက် ြေတုတ်တရာကလည်းအမှုပညာနယ်ပယ်ကိုချေချခွင့်မရသေးပါဘူး။ဒါပေမဲ့ပြေတုတ်တရာလေးကအရွေရောက်လာတာနဲ့အများလှသွေးကျွေလာခဲ့တာပါ။ငငယ်တုန်းကလည်းမတူဘဲရုပ်ရည်ကပြောင်းလဲသွားတာကြောင့်လည်းပြည်သက်တွေကစိတ်ဝင်စားနေတာပါ။ဒါအပြင်ပြေတုတ်တရာလေးက ပြီးခဲ့တဲ့ရက်ပိုင်းမှာလူရှိထွက်ကလူလုံးပြရရတဲ့ပွဲတွေတက်ရောက်နေကြတာပါအိမ်နာကျော်စင်ရဲ့တူမဖြစ်သူကမင်္ဂလာဆောင်တာကြောင့်ပြည်သူဒရာလေးပါတက်ရောက်ပြီးခဲ့ရပါတယ်ဒါအပြင်အဆိုပါပွဲမှာအမတဝံခွဲဖြစ်တဲ့မေတုခိုင်နဲ့အတူတူပန်းကျဲဖြစ်ပွဲတိုင်းပါဝင်ပြီးနိုင်ခဲ့တာပါမင်္ဂလာပွဲတိုင်းမှာပါဝင်ပြီးခဲ့ရတာလူရှိကိုပထမဆုံးချိန်ခုလိုထွက်ပြတာဆိုလည်းမမားပါဘူးမင်္ဂလာပွဲမှာပြည်သူဒရာရဲ့အပြုအမူတွေကပြည်သူတွေကြားမှာပြောစရာဖြစ်ခဲ့ပါတယ်ပြည်သူဒရာကပန်းကိုင်နီနဲ့မင်္ဂလာခမ်းမတွေမှာရှောက်တဲ့အချိန်မှာမျက်နှာ ာကိုအရန်တီလွန်နေတာကြောင့်လူပြောများနေတာပါဒါအပြင်မင်္ဂလာပွဲကိုလာကြတဲ့သူတွေကပြည်သူတို့ရာနဲ့အမတ်တရားတပ်ပုံတွေရိုက်ထားကြပါတယ်အမတ်တရားတပ်ပုံရိုက်တဲ့အချိန်မှာလည်းပြည်သူတို့ရာကပုံတိုင်းမှာမျက်နှာတီလို့ဖြစ်နေကြတာပါဒါကြောင့်မလို့လေအင်ရာကျော်စင်းရဲ့တမိကမျက်နှာချိန်မိုးတယ်ဆိုပြီးစကားတန်နေထွက်လာကြတာပါ ဒါအပြင်တချို့ပြည်သက်တွေကဒိတ်ဒိတ်ချင်းမင်းသမီးရဲ့သမီးချင်းဖြစ်တဲ့စလုံးဝတီထက်နဲ့နိုင်ရှင်နာမျိုးတွေတောင်ရှိလာခဲ့ပါတယ်။စလုံးဝတီထက်ကလူရှိထွက်တဲ့အချိန်ဆိုရင်အမြဲတမ်းပြုံးရင်ဒီတက်ကဖော်ရွှေမှုရှိရဲဆိုပြီးထောက်ပြနေတာပါ။ဒါအပြင်အမှုပညာရဲ့ဝန်ကိုချိန်ချတဲ့အချိန်မှာရှဲတင်းမှုရှိရဲလို့လည်းအတိမတ်ပြုနေကြတာဖြစ်ပါတယ်။တစ်ဖက်ကပြည်သူတွေကလူရှိမှလည်းတိတ်မထွက်ရတာမို့လူကြောက်တယ်လို့ဖြစ်နေတာပါ။ပြည်သူတွေကဆွေမျိုးတွေစုံတဲ့အချိန်ဆိုရင်လက်ခံအင်းကြီးတာနေတတ်တာပါ။စကားလေးလုံးတောင်မပြောဘဲနေတတ်တာမို့လူများချာမှမျက်နာတီနေရက ာဖြစ်ပါတယ်။ဒိတ်ဒိတ်ချဲမင်းသမီးဖြစ်တာမို့မျက်နှာမူယကစာဝေးပန်ပြောဆိုခံရတာလည်းဖြစ်နိုင်ပါတယ်။ငငယ်တုန်းကလည်းပြည်သူ့တွေကရုပ်ရည်တိတ်မချောတာကြောင့်ဝေးပန်ခံခဲ့ရတာပါ။ပြည်သူ့တွေကိုအခုလိုဝေးပန်နေကြတဲ့အပေါ်မှာမိခင်ဖြစ်သူအိမ်နွားကျော်စင်ကတော့ဘာမှတုံ့ပြန်မှုမရှိပါဘူး။အိမ်နွားကျော်စင်ကရှိုင်ကွင်းကြီးတွေလည်းမလုပ်သေးပဲကြော်ညာတွေရက်ယုံလောက်တာအမှုပညာလုပ်ကိုလုပ်တာပါ။ဒါကြောင့်မလို့ပြည်သူ့တွေကိုကြော်ညာကတိုင်းရချီနဲ့အလုတ်အတာတော့အိမ်နွားကျော်စင်ကပေးရိုက်တာမျိုးမရှိသေးဘူး။ပြည်သူ့တွေနဲ့စစ်လုံးဝတီထက်တို့နေရာမှာဘသူက အနုပညာပါဏီပူပါတယ်လို့ပရိသတ်ကြီးအနေနဲ့ထင်လဲဆိုတာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပြီးငဲကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်